ားလုံးမင်္ဂလာပါဇီဝကဟန်နော်လေးရှယ်ရင်းချန်နယ်အနေကြိုဆိုပါရစေဒီနေ့ဒီချိန်နဲ့အတူ grade 10ပေါင်လွန်ကြီး chapter 4.2.2 the process of digestion ကိုအတူလေ့လာကြရအောင် digestion ဆိုတဲ့ process ကကျတို့စားလိုက်တဲ့စားစာရဲမှာပါတဲ့ large complex molecule တွေကို smaller molecule တွေဖြစ်ကို breakdown လုပ်တဲ့ process ဖြစ်တယ် smaller molecules ဖြစ်တဲ့အခါကျမှကျတို့ body တွေကတုံးဖြူနိုင်မှာဖြစ်တယ် ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ complex molecule ကို glucose အဖြစ်ပရိုတင်းတွေကိုအမိုင်နိုအက်ဆစ် TAG လို့ခေါ်တဲ့ triacyl glycerol တွေကို glycerol နဲ့ fatty acid တွေဖြစ်ကိုအဲ့လို breakdown လုပ်မှသာလေဒီ small molecules တွေကရေထဲမှာပြုံဝင်ပြီး intestine တွေမှာ absorb လုပ်မယ်အဲ့မှာတဆင်သွေးထဲကိုရောက်ပြီးကျတို့ရဲ့ body ရဲ့ sense တွေကအသုံးပြုလို့ရမှာဖြစ်တယ်။ digestion process မှာ mechanical digestion နဲ့ chemical digestion ဆိုပါမှာနှစ်ပိုင်းပါတယ်။ mechanical digestion ကတော့ food အကြီးကိုအသေးလေးဖြစ်အောင်လုပ်လိုက်တဲ့ process ဖြစ်တယ်။အဲ့လိုမျိုး mechanical digestion ကိုလုပ်ပြီးတာတော့ပါးစပ်ထဲမှာရှိတဲ့သွားတွေကနေပြီးတော့ကိုက်ဖြတ်တယ်၊ဝါးစားလိုက်တယ်၊ stomach ထဲမှာ channeling လုပ်တယ်။အဲ့တော့ shake လုပ်တဲ့သဘောနဲ့အစာအစာတွေကိုကြည်သွားအောင်လုပ်တာဖြစ်တယ်။ chemical digestion ကတော့ enzymes တွေကအလုပ်လုပ်ပြီးတာဖြစ်တယ်။ဒီ carbohydrate တွေကနေ glucose, protein, amino acid, TG ကနေ fatty acid နဲ့ glycerol ဖြစ်အောင် enzyme တွေကလုပ်ပြတာဖြစ်တယ်။ enzyme တွေရဲ့ chemical nature က protein တွေဖြစ်ပြီးတော့မှ chemical reaction တွေကိုမြင်အောင်လုပ်ပြီးတယ်။ biological catalyst တွေဖြစ်ပါတယ် mechanical digestion က mainly organs in the mouth by means of the teeth တွားရနေကြိုက်ဖြတ်မယ်ဝါးစားမယ် mastication or grinding of the food into smaller pieces ဖြစ်တယ် humans are omnivores သူတွေက အသားတွေကိုဟင်းသီးဟင်းရွက်တွေကိုနှမျိုးစလုံးကိုစားသုံးကြလေအသားတွေကိုစားရဲဆိုပေမဲ့ချက်ပြုတ်ပြီးမှစားတဲ့အတွက်ကြောင့်သွားတွေကအစိမ်းစားတဲ့ wolf တွေ carnivore တွေလောင်ခြုံထက်စရာမလိုဘူး incisor k9 premolar နဲ့ molar သွားတွေသည်လူတွေမှာတော့ shape တွေ size တွေကအရင်ကွဲပြားခြားနားတာမျိုးမရှိဘူးဒီ wolf တွေမှာတော့ k9 တွေကအရင်ကိုခြုံထက်နေတာဖြစ်တယ် human density နဲ့သူတို့ရဲ့ function စီအကြောင်းကိုပေါ်ပြထားတဲ့ table ဖြစ်တယ်။သွားရည်ရဲ့ရှေ့ဆုံးမှာရှိတဲ့ incisor ပါဒီရှိက incisor incisor ကတချမ်းအနေနဲ့ပေါ်ပြရရင်တော့ဒီဘက်တချမ်းမှာ half မှာ incisor နှစ်ချောင်းရှိပါလေ incisor နှစ်ချောင်းရှိတယ် K9 ကတချောင်း premolar ကနှစ်ချောင်းနဲ့ molar ကသုံးချောင်းရှိရှိက incisor ဒီခြေဆက် shape ပုံမျိုးရှိတယ် ခက်ပြားပြားလေးဖြစ်တယ် ash ကတော့ shape ဖြစ်တယ်။အော်ရှေ့ဆုံးမှာရှိတဲ့အတွေ့အကြုံအစအစာလေးကိုကြိုက်ဖြတ်တဲ့အခါမှာသုံးတယ် biting လုပ်တဲ့အခါမှာသုံးပါတယ်။ K9 ကတော့ဒီထိတ်မှာခြုံနေတာကိုတွေ့ရမယ်။အော်ခြုံနေတဲ့အတွေ့အကြုံသူလည်း biting process မှာသုံးတယ် incisor လို့ပဲ more pointed than incisor. premolar ကတော့ behind the K9 ဖြစ်ပါတယ်။ K9 ရဲ့နောက်ဖက်မှာ premolar ရှိတယ်။ two point scaps တိတဲ့ surface ပေါ်မှာရှေ့ caps တွေပြတာဖြစ်တယ်။ or zero caps တွေက pointed or elevated area on the twin surface of the tick ။တွားရဲ့ဝါတဲ့မျက်နှာပြုံပေါ်မှာရှိတယ်။ pointed or elevated area ကို caps လို့ခေါ်တယ်။ဟောတော့အပေါ်ဖောင်းနေတဲ့အတွက်ကြောင့်အပေါ်တွားနဲ့အောက်တွားကြားမှာအစားအစာကို ထိပြီးတော့မှသူကြိတ်လို့ရတယ် grinding and breaking down food အင်းဒါဆို gaps ကဒီမှာတစ်ခုနှစ်ခုရှိဒါမှဆိုရင်၃ခုရှိရယ် premolar က2 gaps ဟော molar က4 or 5 gaps ရှိပါလေတဲ့ဒီလိုမျိုး gaps စီ4 or 5 gaps ရှိမယ်ဟောဒီပုံကတော့တွားရင် root ကိုပြထားဖြစ်တယ်ဒီအဖက်က root က အာ incisor ရောက9တို့မှာ root ကတစ်ခုပဲရှိတယ် premolar မှာဆိုရင် two root ရှိပြော molar မှာဆိုရင် root 3ခုရှိတယ်။အဲတော့တွားပြီးပိုင်းနှုတ်မယ်ဆိုလို့ရှိရင် root များတဲ့ molar တွေက ပိုပြီးမှခက်ခက်ခဲခဲနှုတ်ရတယ်။အာ premolar မှာ1 or 2 roots molar မှာဆိုလို့ရှိရင်2 or 3 roots ရှိပါတယ်တဲ့။ tearing and grinding of food into small pieces အဖြစ်ကိုလုပ်ပေးပါတယ်။ မိုလာကတော့နောက်ဆုံးမှရှိတာဖြစ်တယ် back behind the premolar ရဲ့နောက်ဘက်မှာရှိပြီးတော့အစားအစာဝါးစားတဲ့အတွေ့အကြုံ chewing and grinding of the food into smaller pieces ကို function လုပ်ပြီးပါတယ် dental formula in the human ကိုကြည့်မယ်ဆိုလို့ရှိရင်နော်သွားတွေကိုဖော်ပြတဲ့အခါမလို half အနေနဲ့ဖော်ပြတာဖြစ်တော့ incisor နှစ်ချောင်း canine တစ်ချောင်း premolar နှစ်ချောင်း molar သုံးချောင်းဟောဒီပေါ်ပိုင်းကိုပေါင်းလိုက်လို့ရှိရင်၈ချောင်းရှိတယ် သူတို့အပေါ်အောင်ဘယ်နဲ့ညာနဲ့လေးချမ်းဖြစ်တဲ့အတွက်ကြောင့်စုစုပေါင်းပေါင်းလိုက်လို့ရှင်32ချောင်းဖြစ်ပါတယ်။ဟာဒီ entire formula 16ကိုနှစ်နဲ့မြှောက်လိုက်တဲ့အခါမှာ total number of t ကိုရရှိပါတယ်။ each half of the upper jaw and lower jaw upper jaw and lower jaw မှာ2 incisors size 1k9 2 premolar 3 molar respectively a document total 32 permanent tick လို့ပြောပါတယ်။ လူကြီးမှာရှိတဲ့သွားကို permanent တိပါခလေးတွေမှာပောက်တဲ့သွားကို temporary တိ or baby or mitic လို့ခေါ်ပါတယ်ခလေးတွေမှာတော့လူကြီးလိုပဲရှေ့ပိုင်းမှာတော့ incisor နှစ်ချောင်း K9 တစ်ချောင်းတူပေမဲ့ခလေးတွေမှာပောက်တဲ့ temporary တိမှာ premolar မရှိပါဘူး molar နှစ်ချောင်းရှိပါအဲ့ဒီအတွဲချောင်းဒီ half မှာ၅ချောင်းရှိပါတယ်လေးဘက်ဖြစ်တဲ့အတွဲချောင်းချောင်း20ဖြစ်ပါ temporary တည်တရတော့4 to 6 month လောက်မှာတွားရီစပေါက်ပါတယ်6နှစ်ပတ်ဝန်းကျင်လောက်မှာတော့ permanent တည်နေနဲ့စပြောမှာအစားထိုးတာဖြစ်ပါတယ် different diet ပုံမူတည်ပြီးတော့မှာ mammals ရဲ့တွားရီကို compare လုပ်ထားတာဖြစ်ပါတယ် omnivores ဖြစ်တဲ့လူမှာတော့32ချောင်းရှိပါတယ် carnivores လို့ခေါ်တဲ့အသားစားတဲ့ mammals မှာတော့42ချောင်းရှိပြီးတော့မှာ incisors တွေဒီလူထက်ပိုများတာကိုတွေ့ရပါတယ် ပရီမိုလာကလည်းလူတွေထဲနှချောင်းစီပုံများနေတာကိုတွေ့ရပါတယ်။ Harvey Wolf ဆိုခေါ်တဲ့ plant စီကိုစားသုံးတဲ့ animal စီ example ကတော့ rabbit မှာတော့စုစုပေါင်းတွားက28ချောင်းရှိပါတယ်။ Premola ကတော့အပေါ်နှစ်ချောင်းအောက်ဖက်တစ်ချောင်း K9 လုံးဝမရှိပါဘူး။ Premola ကတော့3ချောင်းနှစ်ချောင်း Mola ကတော့လူနဲ့အတူတူပဲဖြစ်ပါတယ်။ Chemical digestion ကို အဓိကလောက်တာကတော့ enzymes တွေပဲဖြစ်ပါတယ်။ chemical digestion ကာ food မှာပါတဲ့ large molecules တွေကို smaller ဖြစ်တဲ့ molecules ဖြစ်ကို break down လုပ်ခြင်းအား intestine မှာရှိတဲ့ epithelial cells တွေကနေ blood vessel တွေကို absorb လုပ်နိုင်မှာ digestion လုပ်ပြီးတဲ့ small molecules တွေကိုအဓိက absorb လုပ်တဲ့နေရာကတော့ small intestine ပဲဖြစ်ပါတယ်။ small intestine ဒီ villain တစ်ခုစီရဲ့ဒီအတွင်းထဲမှာ blood vessel capillary စီးတွေရှိပါတယ်ဖြစ်ပါလက်တီယ်ဆိုတော့ lymphatic vessel တွေဖြစ်ပါ lumen နဲ့မှာရှိတဲ့ digest လုပ်ပြီးသား small molecules villain နဲ့မှာရှိတဲ့ epithelial cells တွေကနေ blood vessel တွေ lymphatic တွေကို absorb လုပ်ပါတယ်အဲမှာတဆင့်သွေးထဲကိုရောက်ရှိပြီးတော့မှာဒီကိုလုံးမှာရှိတဲ့ cells တွေကို nutrients တွေကိုဖြန့်ဝေပေးတာဖြစ်ပါ fruit juice မှာပါတဲ့ glucose ကတော့ထပ်ပြီးတော့မှ digest လုပ်စရာမလိုပါဘူးဒီ glucose တွေအတိုင်းပဲ elementary canal မှာရှိတဲ့ intestinal wall ဆင်ကနေတစ်ဆင့် blood vessel တွေကို diet absorb လုပ်လို့ရအဲ့ဒီအတွက်ကြောင့် glucose အနေနဲ့ပါတဲ့ fruit juice တွေကိုတောက်မယ်ဆိုလို့ရှိရင်သွေးတွေကိုအလွယ်တကူအမြန်ဆုံး glucose တွေရောက်ရှိသွားပြီးတော့မှ blood glucose level ကိုမြန်မြန်တက်စေပါ ဲ့လိုမြန်မြန်တက်ချင်းကစီးကျိုယောဂရှိတဲ့လူတွေအတွက်ဆိုလို့ရှိရင်ကျန်းမာရေးအတွက်ထိခိုက်နိုင်မှာအစအစအများဆုံးကတော့ solid food တွေဖြစ်ပါတယ်အဲ့ဒီတွေကြောင့် digest မလုပ်ဖိနေ blood vessel တွေကို absorb လုပ်လို့မရပါဒီ solid food တွေကိုတော့ cellular ဖြစ်နိုင်တဲ့ small molecule ဖြစ်ကို digest လုပ်ပြီးတော့မှ absorb လုပ်အောင်မှာဖြစ်ပါ small intestine မှာ absorb လုပ်လိုက်တဲ့ nutrients တွေ large intestine မှာ absorb လုပ်လိုက်တဲ့ ဝါတာတွေကိုဗိန်းနေရာနေတဆင်တကိုယ်လုံးမှာရှိတဲ့ဆဲတွေတဲကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ဖုတ်တွေကို digest လုပ်ပြီးတဲ့ chemical ဆီရတော့ digestive enzyme ဆီဖြစ်ပါတယ် solid starch တွေပါဝင်တဲ့ပေါင်မုန့်နေပိုတက်တိုတွေကို glucose အဖြစ်ကို digest လုပ်ပါတယ် glucose ကရေထဲမှာပြောင်း meat တွေ egg တွေ beans တွေမှာပါတဲ့ solid protein တွေကို amino acid ဖြစ်ကို digest လုပ်ပါတယ်။ amino acid တွေက soluble substance ဖြစ်တဲ့အတွက်ကြောင့်အလွယ်တကူသွေးထဲကို absorb လုပ်နိုင်တယ်။စာစာထဲမှာပါဝင်တဲ့ fat တွေကတော့မျိုးစုံရှိပါတယ် triglyceride, cholesterol, phospholipid မျိုးစုံရှိတဲ့ fat တွေ TAG အကြောင်းကိုပဲပေါ်ပြထားတာဖြစ်ပါတယ် triglyceride ကို breakdown လုပ်လိုက်တဲ့အခါမှာ glycerol နဲ့ fatty acid တွေရပါတယ် triglyceride ဖတ်တီအက်ဆစ်သုံးလုံးက glycerol ကို attach လုပ်ထားတာဖြစ်ပါတိုင်းဆိုင်ကလစ်ရောဆိုတဲ့ TAG ကို lipase ဆိုတဲ့ enzyme က breakdown လုပ်လိုက်တဲ့အခါမှာ fatty acid နဲ့ glycerol တွေထွက်လာပါတယ် fatty acid နဲ့ glycerol ကိုထဲနဲ့ lymphatic vessel တွေကိုအလွယ်တကူ absorb လုပ်စားလိုက်တဲ့အစာအစာတွေကိုခန္ဓာကိုယ်မှာအသုံးပြုပုံကြောင့်ကိုဆက်လက်လေ့လာမှာဖြစ်ပါတယ်သွေးထဲမှာရောက်ရှိသွားတဲ့ soluble molecules တွေဖြစ်တဲ့ glucose တွေ glycerol fatty acid amino acid တွေကိုအသုံးပြုတဲ့ process ကို assimilation လို့မှောင်ဆုံး glucose ကို energy ထုတ်ဖို့အတွက် glucose ကို အသက်ရှူတဲ့လေထဲမှာပါဝင်တဲ့ oxygen နဲ့ break down လုပ်လိုက်တဲ့အခါမှာ carbon dioxide and water ဖြစ်ကိုရောင်းသွားပါတယ်ဒီ process ကို cellular respiration လို့ခေါ်ပါတယ် energy ကြီးအများကြီးထွက်ပါတယ် cellular respiration ရဲ့ဒါ overall equation ဖြစ်ပါတယ်ဖြစ်တဲ့ process ကတော့ step by step အရှိ small ဒီပုံကတော့ small intestine large intestine နိုင်ရည်နေရနေ absorb လုပ်လိုက်တဲ့ nutrient တည်ဆောင်သွားတဲ့ blood vessel တွေရဲ့ပုံကိုဖော်ပြလာဒီ blood vessel တွေကဒီတိုင်းအချောင်းလိုက်ရှိနေတာမဟုတ်ပါဘူး omentan လို့ခေါ်တဲ့အစီပြားကြီးပုံမှာ blood vessel ကြီးမြုပ်ပြီးတော့မှတည်ဆောင်ထား ဖက်တွေကတော့အဒင်းကားကတော့လန်ဖက်တစ်ကနေတစ်ဆင့်သဲဆောင်တာဖြစ်ပါတယ်။ဗီလန်ရဲ့အတစ်လို့လန်ဖက်လို့ခေါ်တဲ့လက်တီယရီရှိပါတယ်။အဲရမှသိုရက်စစ်ဒက်လို့ခေါ်ပါတယ်။အဲရမှတစ်ဆင့်ဘလတ်ဗက်ဆယ်တွေကိုပြန်ပြီးတော့မှရောက်ရှိပါ။ဂလူကို့စ်ကနေအနာဂျီထုတ်ဖို့ဆိုရင်ပထမဆုံး process ကတော့ glycolysis ဆိုတာဖြစ်ပါတယ်။ glycolysis ဆိုတာ glucose ကနေ pyruvate acid ဖြစ်ကို oxidize ဖြစ်ပါတယ်အဲ့မှာ ATP ထွက်ပါတယ် ထွက်လာတဲ့ pyruvic acid ကို krebs citric acid စကရဲမှာထပ်ပြီး oxidize ဖြစ်တဲ့အခါမှာ carbon dioxide krebs စကရဲထွက်လာတဲ့ electron တွေကို mitochondria ရဲ့ inner membrane မှာရှိ electron transport chain မှာသုံးပြီး oxygen cells မှာ water ထွက်လာသလို energy currency ဖြစ်တဲ့ ATP တွေအများကြီးထွက်ပါတယ် overall equation ကတော့ခုနပြောခဲ့တဲ့ glucose plus oxygen equal တာမနာ onsite and water နဲ့ energy ထွက်လာတာ absorb လုပ်လိုက်တဲ့ fat တွေ glycerol တွေ fat တွေ fat တွေဖြစ်တဲ့ cholesterol တွေ phospholipids တွေတော့ cell membrane နဲ့တခြား structure တွေ synthesis တွေအတွက်ရှိပါတယ် cell membrane မှာတော့ cholesterol တွေ phospholipids တွေ glycolipids တွေကိုအသုံးပြုတာဖြစ်ပါတယ် cholesterol ကိုတော့ခန္ဓာကိုယ်ရဲ့မှရှိတဲ့ sex hormone ကြီးဖြစ်တဲ့ အီစထရိုဂျင်စီတက်စထရိုစတိုနီထုတ်တဲ့နေရာမှာအသုံးပြုသွေးထောင်ရောက်လာတဲ့အမိုင်နိုအက်ဆစ်တွေကို translation process မှာ ပြန်ပြီးတော့အသုံးပြုခြင်းအပြင်ခန္ဓာကိုယ်ကလိုအပ်တဲ့ပရိုတင်းတွေကိုပြန်ပြီးတော့ synthesize ခန္ဓာကိုယ်ရဲ့မှာပရိုတင်းနဲ့လုပ်ထားတဲ့ molecule တွေကတော့ enzyme တွေ hormone တွေဒီပုံကတော့ insulin hormone ပုံဖြစ်ပါတယ်အမိုင်နိုအက်ဆစ်လေးတွေကိုစက်ထားတဲ့ protein ဖြစ်ပါတယ် antibody ရဲ့ structure ဖြစ်ပါတယ် protein နဲ့လောက်ဒီနေ့ဒီချက်နဲ့အတူ Grade 10 Biology Chapter 4.2.2 Process of Digestion အောက်မှာ Mechanical Digestion Dental Formula in Human Comparison of the Teeth of Mammals Based on Different Diets Chemical Digestion နဲ့ Use of Digested Food အကြောင်းကိုဆရာတို့နဲ့အတူမြန်မာပြည်မှာရှိတဲ့ Grade 10 Biology ကိုလေ့လာနေတဲ့အကြောင်းအရာ ဇီဝကဟက် knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချက်နဲ့အတူပြန်နေဆုံး